ပကံရဲ့အထုအထိတ်ကျန်စစ်သားမင်းကြီးရဲ့လှုပ်ဝှက်ချက်များပကံခိရဲ့အထုအထိတ်ကိုရောက်အောင်ဘသူတွေဖန်တီးခဲ့လဲသိကြလားကျန်စစ်သားမင်းကြီးရဲ့စွမ်းဆောင်ရည်တွေကဒီခိကိုဘလို့ပုံဖော်ခဲ့လဲဆိုတာကိုလေ့လာကြည့်ရအောင်ကျန်စစ်သားမင်းကြီးဟာပကံရဲ့အရေးပါတဲ့ခေါင်းဆောင်တဦးပါသူရဲ့စည်ရေးဆိုင်ရာကျွမ်းကျင်မှုနဲ့နိုင်ငံရေးပါနက်မှုတွေကပကံကိုအင်အားကြီးနိုင်ငံဖြစ်အောင်တည်ဆောက်နိုင်ခဲ့တယ် သူဟာသာသနာရေးကိုလည်းအထူးအားပေးခဲ့တယ်။အာနန္ဒာဖျားကြီးကိုတိဆောက်ခဲ့တာဟာသူ့ရဲ့ထင်ရှားတဲ့လှုပ်ဆောင်မှုတစ်ခုပဲ။ဗုဒ္ဓဘာသာကို မြင့်တင်ပေးခဲ့တဲ့အတွက်သူကိုယုံကြည်ကိုးကွယ်သူတွေအများကြီးရှိခဲ့တယ်။ကျန်စစ်သားမင်းကြီးရဲ့ဆွမ်းဆောင်ရည်တွေကြောင့်ပုဂံဟာယဉ်ကျေးမှုနဲ့ဘီတုကာလက်ရာတွေမှာထူးချွန်တဲ့ခေတ်တစ်ခုဖြစ်ခဲ့တယ်။ဒီခေတ်ရဲ့အမွေအနှစ်တွေကိုဒီနေ့ထိတိုင်တွေ့မြင်နိုင်ပါတယ်။ ပကံဖျားတွေရဲ့အလှပဇေဒီပထိုးတွေရဲ့ထဲဝါမှုတွေကကျန်းစစ်သားမင်းကြီးရဲ့ခေတ်ကိုပြန်လည်အမဲ့ရစေတယ်။ဒါကြောင့်ပကံဟာတမိုင်းသူညာသနာရှင်တွေအတွက်အမြဲစိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုဖြစ်နေစေပါ။ပကံခေတ်နဲ့ကျန်းစစ်သားမင်းကြီးအကြောင်းကို ပို့ပြီးလေ့လာခြင်းနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ။ like share လုပ်ဖို့လည်းမမေ့နဲ့နော်။